င်ကြီးနဲ့ခွေးလေးဟိုးရှိရှိရုံကပေါ့တရိတ်ဆန်တွေကိုချစ်မြန်လို့တဲ့ဘယင်ကြီးတစ်ပါးရှိတယ်အထူးသဖြင့်ဆင်တွေကိုသူကသဘောကျတယ်နန်းတွေမှာဘယင်မင်းရဲ့တော်ဝင်ဆင်ကြီးအတွက်ဆင်တင်းကုတ်အကြီးကြီးတစ်ဆောင်စောက်ထားတယ်ဆင်ဒိန်းတယောက်ခန့်ထားပြီးတော်ဝင်ဆင်တော်အတွက်လိုအပ်သမျှဆောင်ရွက်စီပါတယ် င်တော်ကျမ်းမာတန်ဆွမ်းစေဖို့အတွက်အထူးစီမံထားတဲ့အာဟာရတွေကိုကျွေးမွေးစေတယ်။တရက်မှာတော့ခွေး၎င်းမျက်စိလဲလမ်းမာပြီးစင်တင်းကုတ်ထဲရောက်လာတယ်။စင်တော်ကတစ်ပင်ရိတ်မှာအနားယူနေတယ်။ခွေးကစင်ရဲ့စားကြွင်စားကြံတွေကိုစားပစ်တယ်။စင်တော်ကဒါကိုတွေ့မြင်တယ်။အဲဒီရက်ကစားပြီးစင်တော်က ကျန်တဲ့အစားအစာတွေကိုခွေးကိုစားဖို့ခွင့်ပြုတယ်။ဒီလိုနဲ့စင်တော်နဲ့ခွေးမိတ်ဆွေဖြစ်သွားကြပါလေ။ခွေးကစင်တင်းကုတ်ထဲမှာပဲလားနေတယ်။စင်တင်းကတိပင်မဲ့နှင်းမထုတ်ဘူး။မကြခင်မှာပဲခွေးကကျန်းမာတန်ဆွမ်းလာတယ်။တရက်မှာလယ်သမားတစ်ယောက်ကခွေးကိုပြန်ဝယ်ခြင်းနဲ့လို့စင်တင်းကိုပြောတယ်။စင်တင်းလည်း လယ်သမားရဲ့ငွေကိုယူပြီးခွေးကိုရောင်းလိုက်တယ်။ခွေးကိုလယ်သမားခေါ်ယူသွားပြီးနောက်စင်တော်ကမိတ်ဆွေခွေးကိုလွမ်းဆိုတတိယပြီးအစာမစားခြင်းဖြစ်လာတယ်။မစားမတောင်းနဲ့အချိန်ကြာလာတော့စင်တော်ဟာအာအင်ဆုပ်ယုပ်လာပါတယ်။ဒီတဲ့ရင်ကချက်ချင်းပဲဘရင်ထံပါကြားတည်သွားတယ်။ဘရင်ကတော်ဝင်စင်တင်းကုတ်ကို တွားရောက်စုံစမ်းခိုင်းနေစင်တိန်းကစင်တော်ဘာကြောင့်မစားခြင်းမတောက်ခြင်းဖြစ်နေတာလဲဆိုတာသိပြီမဲ့မပြောဘူးဘယင်ကအပြစ်ပေးမှသူကြောက်တယ်ဒါကြောင့်မတိဟန်တာစောင်းနေပါလေဘယင်တရိတ်ဆန်အထုကူသမားတော်ကစင်တော်ကို ကျမ်းမာရေးစစ်ဆေးပြီမဲ့ရောဂါမတွေ့ဘူးစင်တော်အစားပြန်စားအောင် မတက်နိုင်ပါဘူးစင်တော်ဟာ တစုံတရာအတွက်ကြည်ကွဲဝမ်းနည်းနေလို့သာအစာမစားတာလို့တမားတော်ကကောက်ချက်ချတယ်။ဘယင်မင်းမြတ်ရဲ့ကိုရံတော်တွေကလည်းစင်တော်ဘာကြောင့်ဝမ်းနည်းပူဆွေးတယ်လဲဆိုတာစင်တင်းကုတ်ကိုလာပြီးအပြေရှာကြတယ်။နောက်ဆုံးမှာတော့စင်တော်ကြီးမှာမိတ်ဆွေခွေးကလေးရှိဘူးလားသိသွားတယ်။ခွေးကလေးမရှိတော့လို့စင်တော်အစာမစားကြောင်းဘယင်ကိုရှောက်တင်ကြတယ်။ စင်တော်ရဲ့မိတ်ဆွေခွေးကလေးကိုပြန်လဲရှာဖွေပေးနိုင်ရင်စုတော်ငွေချင်းမြင့်မယ်လို့နေပြည်တော်အတွင်းမှာကြေညာမောင်းခတ်တယ်။ဒီသတင်းကိုကြားရတော့လယ်သမားကခွေးကလေးကိုခေါ်ဆောင်ပြီးဘရင်နန်းတွင်းမှာလာရောက်ခစားတယ်။အကြောင်းစုံကိုသိရချင်းမှာဘရင်ကလယ်သမားကိုစုတော်လက်တော်တွေချင်းမြင့်တယ်။စင်တိန်ကိုတော့သူရောင်းခွင့်မရှိတဲ့အရာကိုရောင်းတာကြောင့် လယ်သမားထံကယူထားတဲ့ငွေတွေကိုလည်းလယ်သမားကိုပြန်ပေးစေတယ်။ခွေးကလေးကိုလည်းစင်တင်းကုန်မှာပြန်ခေါ်ထားစေပြီးစင်တင်းကဂယုတဆိုင်ကျွေးမွေးဖို့ဘယင်ကအမိန့်ချပါတယ်။စင်တော်လည်းမိတ်ဆွေခွေးကလေးပြန်ရောက်လာတာကြောင့်ပျော်ရွှင်ကြမ်းလာပါတယ်။ဖြူစင်နဲ့ချက်ချင်းမြတာကတူးနဲ့တူးအပြန်အလှန်အကျိုးဖြစ်စေတယ်လို့ လူကြီးသူမတွေကဆုံးပါပါတယ်။